အီရန်ရဲ့နျူကလ িয়ার site တွေကိုတိုက်ခိုက်ခံရတဲ့အချိန်တုန်းကဆိုရင် American နဲ့ Tomahawk ဒုံးကျည်တွေဟာအီရန်နိုင်ငံရဲ့ကောင်းကင်ယံကို American ကလက်ဦးမှုရယူခဲ့တာပါ Tomahawk cruise ဒုံးကျည်အစင်30ကျော်ဟာတီရန်ရဲ့နျူကလ িয়ার စခန်းတွေနဲ့ထိတ်တန့်စစ်ပတ်ဆိုင်ရာထိန်းချုပ်ရေးစင်တာတွေကိုပိတ်မထားခဲ့ပါတယ်မိနစ်ပိုင်းအတွင်းမှာပဲအီရန်ရဲ့လေကြောင်းယံကာကွယ်ရေးစနစ် တွေပြိုလဲခဲ့ရပါတယ်ဒါဟာသတိပေးချက်တစ်ခုတည်းမဟုတ်တော့ဘဲ ဝါရှင်တန်ကနေအီရန်အတွက်တိကျတေချာတဲ့စစ်ပြူဟာတစ်ခုရှိတယ်ဆိုတာကိုပေးပို့လိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ပြောပြသွားမှာကအမေရိကန်တို့ရဲ့တိုက်ခိုက်ရေးစွမ်းအင်ဘလောက်တာလွန်တယ်ဆိုတာမဟုတ်ပါဘူး။အီရန်ရဲ့တိုက်ခိုက်မှုတွေကဒဇွတ်တို့ဂျာပန်တိုက်ခိုက်ခဲ့တာမဟုတ်ပဲအစ္စရေးရဲ့ထိုးပေါက်မရတဲ့လေကာစနစ်ကိုဘယ်လိုမျိုးဗျူဟာကြကြတိုက်ခိုက်ခဲ့တယ်လဲဆိုတာကိုအသာပေးပြောပြသွားမှာပါ။ဒီအထဲမှာတချို့တွေအတွက်နာမဆန့်ကြားဖို့တဲ့အကြောင်းအရာတွေလည်းပါဝင်ပါသေးတယ်။ဘာပဲဖြစ်ဖြစ် အချိန်ရောက်လာပြီဆိုတော့လေးလာသုံးသက်ချက်လေးတွေကိုအချိန်မဆွဲပဲမြန်မြန်ပဲစလိုက်အောင်ပါဒီတိုက်ခိုက်မှုအပြီးတီဟီရန်ကလည်းပြန်တုံ့ပြန်ဖို့အချိန်မဆိုင်ခဲ့ပါဘူးဒါပေမဲ့ဒီဒီချိန်မှာတော့ပုံမှန်ပဲထင်းဒုံးကြီးတွေနဲ့မတူပါဘူးအီရန်က cluster munitions လက်နက်ငယ်အများအပြားပါတဲ့ဘုံးဒီးတွေနဲ့တုံ့ပြန်ခဲ့ပါတယ် area အခြေဝန်းများစွာကိုပျက်စီးစေဖို့ရည်ရွယ်ပြီးဒီဇိုင်းထုတ်ထားတဲ့တည်စင်နိုင်တဲ့ဘုံးဒီးတွေပဲဖြစ်ပါတယ်ရာနဲ့ချီတဲ့ဒုံးကြီးတွေဟာ Israel ဘော်ကိုမိုးလို့ရွာချခဲ့ပြီး မြေပေါ်မြောက်ခင်မှာပဲထောင်နဲ့ချီတဲ့ဘုံသီးငယ်လေးတွေအဖြစ်ကွဲထွက်သွားပါတယ်။ကမ္ဘာပေါ်မှာအဆင့်မြင့်ဆုံးဒုံးကျည်ကာကွယ်ရေးစနစ်တွေတဲကတစ်ခုဖြစ်တဲ့ Iron Dome တောင်အစွမ်းကုန်ဝင်ပြီနေရပါပြီ။ဘုံကျည်တိုက်ခိုက်မှုဟာမိနစ်နှင်းငယ်ပဲကြာခဲ့ပေမဲ့အရှိအလေပိုင်းတစ်ခုလုံးရဲ့စည်ရေးပုံတံကိုပြောင်းလဲပစ်ဖို့လုံလောက်ခဲ့ပါတယ်။ဒါဆိုရင်အဲ့ဒီအရေးပါတဲ့ပထမဆုံးမိနစ်တွေအတွင်းမှာဘာတွေဖြစ်ပျက်ခဲ့တာလဲ။ဘာကြောင့်ဒေတာတွင်းက KMB ဆုံးကာကွယ်ရေးစနစ်တွေတဲကတစ်ခုဟာအဲ့ဒီတိုက်ခိုက်မှုကိုမတားဆီးနိုင်ခဲ့တာလဲ။ ပြီးတော့ပိုအရေးကြီးတာကဒါဟာအီရန်မကြာခဏအသုံးပြုလာနိုင်တဲ့စစ်ပွဲပုံစံအစ်တရဲ့အစများလားအီရန်ကအစ္စရေးကို cluster munitions တုံးဖို့ဆုံးဖြတ်ခဲ့တာဟာစစ်မြေပြင်နီးပြည်ဟာမှာအန္တရာယ်ရှိတဲ့အပြောင်းအလဲတစ်ခုကိုပြသခဲ့ပါတယ်အမေရိကန်ရဲ့ဒုံးကျည်တိုက်ခိုက်မှုကနေကြီးမားတဲ့ထုံးနှက်ချက်ခံစားခဲ့ရပြီးနောက်ဒီအီရန်က cluster warhead လို့ခေါ်တဲ့ဘုံးဒီငယ်များစွာတပ်ဆင်ထားတဲ့ပေဒိန်ဒုံးကျည်150ကျော်ကိုပစ်လွတ်ခဲ့ပါတယ်ရိုးရိုးလက်နက်တွေနဲ့မတူပဲဒီဘုံကောင်းတွေက ်တင်းငယ်တဲ့ပောက်ကွဲပစ္စည်းဒါဇင်ပေါင်းများစွာကိုကျေပြန့်တဲ့နေရာတစ်လျှောက်ပစ်လွတ်လိုက်ပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့ရိုးရှင်းပါတယ်ကြောက်ကြရဖြစ်စီမယ်မြေပြင်ကိုအပြည့်အဝဖုံးလွှမ်းစီမယ်ပြီးတော့ကာကွယ်ရေးစနစ်မှန်သမျှကိုအားကုန်စီပါမယ်ကလစတာဘုံတွေကိုရိုးရိုးကြားဖြတ်စနစ်တွေကိုရှောင်ကွင်းနိုင်ဖို့အထူးဒီဇိုင်းထုတ်ထားတာပါဒုံးကြီးတစ်ခုကလေထဲမှာပောက်ကွဲရေးပစ္စည်းအများပြားဖြစ်ကွဲထွက်သွားတဲ့အခါအစ္စရေးရဲ့ Iron Dome လိုမျိုးအစစ်အမြင့်ဆုံးကာကွယ်ရေးစနစ်တွေတောင်ရုန်းကန်ရပါတယ် ဘုံသီးငယ်လေးတွေတခုချင်းစီဟာချင်းချောက်မှုဖြစ်လာပြီးတော့ရေဒါစနစ်တွေအတွက်ဘယ်ပစ္စည်းကိုအရင်ခြေမုံရမလဲဆိုတာခြေရခံဖို့ဒါမှမဟုတ်ဦးစားပေးဖို့ခက်ခဲစေပါတယ်။ဒါဟာလက်နက်အင်အားရဲ့ပြဿနာတခုတည်းမဟုတ်ပါဘူး။ဒါဟာကာကွယ်ရေးစနစ်ကိုရှုပ်ထွေးစေပြီးပင်ပန်းနွမ်းနယ်စေမဲ့နီလန်တစ်ခုပါပဲ။လေလာသူတွေကအီရန်ဟာဒုံးကျည်တွေပစ်လွတ်နေတာတည်းမဟုတ်ဘူး။ပုံမှန်ထက်တမူထူးတဲ့စစ်ပွဲကိုဆင်နွှဲနေတယ်လို့မှတ်ချက်ပြုကြပါတယ်။ Cluster Munition တွေရဲ့တံပိုးဟာ သူတို့ကိုတားဆီးဖို့တုံးတဲ့ဂျားဖြတ်ဒုံးကြီးတွေထက်အများကြီးတက်တာပါတယ်။အီရန်ကဒေါ်လာထောင်ကနန်းလောက်ပဲကုန်ကြပေမဲ့အစ္စရေးကတော့ကာကွယ်ရေးအတွက်ဒေါ်လာတန်ပေါင်းများစွာအကုန်ကျခံနိုင်ရပါတယ်။ဒါဟာလိမ္မာပါနတ်တဲ့နီးပြူဟာတစ်ခုပါ။တံပိုးနေတဲ့လက်နက်တွေကိုအသုံးပြုပြီးရန်သူရဲ့နီးပညာမြင့်စနစ်ကိုပျက်စီးစေတာဖြစ်ပါတယ်။စီရေးကျွမ်းကျင်သူတချို့ကဒီနီးပြူဟာအစ္စရေးရဲ့ကာကွယ်ရေးကိုတင်မကပဲ American ရဲ့စိတ်ပိုင်းဖြတ်မှုကိုပါစမ်းသပ်ဖို့ရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ခဲ့တာလို့ယုံကြည်ကြပါတယ်။ အီရန်ကဝါရှင်တန်ခေါင်းဆောင်မှုမှာမရေရာတာတချို့ကိုမြင်ရပြီးအခွင့်ကောင်းယူခဲ့ပုံရပါတယ်။ဒီတိုက်ခိုက်မှုဟာစစ်ရေးလှုပ်ရှားမှုတစ်ခုတည်းမကပါဘူး။ပိုပြီးစိုးရင်စရာကောင်းတာကဖြစ်ပေါ်လာမဲ့ထိခိုက်မှုပဲဖြစ်ပါတယ်။ဒီဘုံကောင်းတွေကနေထွက်လာတဲ့ဘုံသီးငယ်လေးအများစုဟာမြေပြင်မှာပောက်ကွဲဖို့အတွက်တစ်ခါတလေမှရမ်းအနေတတ်ပါတယ်။အဲ့ဒါကမြို့နေလူတွေအတွက်မြေမြုပ်မိုင်းကွင်းတွေအဖြစ်ပြောင်းလဲပြီးတဲ့မပေါက်ကွဲသေးတဲ့ဘုံငယ်လေးတွေကဘယ်ချိန်ထောက်ပေါက်မယ်မသိတာကြောင့် အရက်သားတွေအတွက်အန္တရာယ်တွေကျန်ရစ်စေပါတယ်။နိုင်ငံပေါင်း၁၂၀ကျော်က cluster weapon တွေကိုပိတ်ပင်ဖို့သဘောတူစာချုပ်လက်မှတ်ထိုးထားပေမဲ့ Iran နဲ့ American ကတော့လက်မှတ်မထိုးထားပါဘူး။ဒါကိုဝေဖန်သူတွေက American ရဲ့စစ်ပွဲကျင့်ဝတ်မှာနှစ်ခွဆန်နှုန်းနဲ့လိုတလိုတုံးနေတယ်ဆိုပြီးလည်းမကြာခဏထောက်ပြကြပါတယ်။ဒီတိုက်ခိုက်မှုဟာရိုးရိုးရှင်းရှင်းစီရေးတိုက်ခိုက်မှုတစ်ခုတည်းမဟုတ်ဘဲနှီးပညာအစင်းမြင့်တဲ့စီရေးစနစ်တွေကိုနှီးပညာနိုင်တဲ့လက်နက်တွေနဲ့ ဘယ်လိုရင်ဆိုင်နိုင်မလဲဆိုတာပြသလိုက်တဲ့တာဒကတစ်ခုလည်းဖြစ်ပါတယ်။ဒါအစစ်နိုင်ဤပညာသုံးဖြည့်ရှင်းချက်တွေကအစစ်အမြင့်ဆုံးစစ်ပတ်စနစ်တွေကိုတောင်ဘယ်လောက်မြန်မြန်တိကျစေနိုင်လဲဆိုတာပြသနေပါတယ်။ဒါအပြင်ပါဝါချင်းကွင်ရှာကိုစစ်ဆေးမထားတဲ့အခါခေတ်စ်ပရိပခတ်တွေဘယ်လောက်မြန်မြန်ပြောင်းလဲနိုင်တယ်လဲဆိုတာကိုလည်းဖော်ထုတ်ပြသနေပါတယ်။ဒါပေမဲ့အစ္စရေးရဲ့ဤပညာမြင့်ဒုံးကြီးလေကစနစ်နဲ့ရှင်းလိုက်တဲ့အခါဒီတိုက်ခိုက်မှုဟာဘယ်လောက်ထိရောက်မှုရှိကြလဲ။ကမ္ဘာအမြင့်ဆုံးကာကွယ်ရေးစနစ်ဟာ လက်နက်ဟောင်းတစ်ခုကိုမတားဆီးနိုင်ပဲအားနည်းချက်တွေရှိနေတာလားအစ္စရေးမှာကမ္ဘာအဆင့်အမြင့်ဆုံးဒုံးကြီးကာကွယ်ရေးစနစ်တွေဖြစ်တဲ့ Iron Dome, David Sling နဲ့ Aero 3တို့ရှိပါတယ်ဒီစနစ်တွေကရန်သူဒုံးကြီးတွေကိုလေထဲမှာပစ်ချဖို့အတွက်ရေဒါနဲ့မျက်နှုံးမြင့်ကြားဖြတ်ဒုံးကြီးတွေကိုအသုံးပြုပါတယ်ပုံမှန်ဆိုရင်ဒီစနစ်တွေကအရန်ကောင်းပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့အီရန်ကလက်နက်အမျိုးအစားအသစ်ဖြစ်တဲ့ Cluster Warhead ဘုံကောင်းပါတဲ့ဒုံးကြီးတွေကိုတုံးခဲ့ပါတယ်ဒီဘုံကောင်းတွေဟာ လီထဲမှာပွင့်ထွက်ပြီးဘုံငယ်လေးတွေဒါဇင်ပေါင်းများစွာအဖြစ်ကွဲထွက်သွားပါတယ်။ဒါကြောင့်ဒုံးကြီးတစင်းဟာချင်းချောက်မှုအများအပြားဖြစ်လာပြီး Iron Dome လို့စနစ်တွေအတွက်တားဆီးဖို့အရန်ခက်ခဲသွားပါတယ်။ဒါဟာကွန်ရက်နဲ့ကြလာတဲ့မိုးရေကိုဖမ်းဖို့ကြိုးစားနေတာနဲ့တူပါတယ်။မိနစ်အနည်းငယ်အတွင်းမှာပဲ Iron Dome မှာထင်းချုပ်မနိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ်။ဒီဘုံတွေတွေဟာတချို့ဟာ BSR, Ashcolon နဲ့ Televito လို့အရက်သားနေထိုင်နေတဲ့နေရာတွေမှာကြာရောက်ခဲ့ပါတယ်။ အစပိုင်းမှာလူထိကိုက်မှုမရှိဘူးလို့အစိုးရကပြောခဲ့ပေမဲ့ဒေသခံတွေရဲ့ဗီဒီယိုတွေကတော့စစ်ရုံတွေမှာဒဏ်ရာရသူတွေရှိပြီးအဆောက်အုံတွေပြည့်စည်ခဲ့တာကိုဖော်ပြခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာအစ္စရေးရဲ့ကာကွယ်ရေးစနစ်မှာအားနည်းချက်တွေရှိနေတာကိုပြသလိုက်တာဖြစ်ပါတယ်။အီရန်ကစစ်တပ်စခန်းတွေကိုပဲပိတ်မှတ်ထားတာမဟုတ်ပဲမြို့တွေကိုပါပိတ်မှတ်ထားခဲ့ပြီးတံပိုးတက်တာပေမဲ့ထိရောက်တဲ့နီလန်းကိုတုံးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာစစ်ရေးအယတာမကပဲလူတွေကိုစိတ်ပိုင်းဆိုင်ရာအရာပါကြောက်လန့်စေဖို့ရည်ရွယ်ခဲ့တာဖြစ်ပြီး အောင်မြင်ခဲ့ပါတယ်။အခုအရေးကြီးတဲ့မေကွန်ကတော့အီရန်ကဒီလိုတိုက်ခိုက်မှုကိုတခါလုံနိုင်ရင်နောက်တခါဘာကတားဆီးနိုင်မလဲဆိုတာပါပဲ။စီရေးကျွမ်းကျင်သူတွေကအစ္စရေးရဲ့ကာကွယ်ရေးစနစ်တွေကိုရှီယူဆွေတိုက်ခိုက်မှုတွေအတွက်ပဲတိဆောက်ထားတာလို့ဆိုပါတယ်။အရင်တုန်းကဒုံးကျည်တွေကဖြောင်တန်းတဲ့လမ်းကြောင်းနဲ့လာတာကြောင့်ချီယာခံဖို့လွယ်ကူပါတယ်။ဒါပေမဲ့အခုတော့အခြေအနေတွေပြောင်းလဲသွားပါပြီ။ခေတ်တည်ရန်သူတွေဟာရှီယူဆွေစီမင်းတွေကိုမလိုက်နာတော့ဘဲတံပိုးတက်တာတဲ့ မျက်စံပြီးရှုပ်ထွေးတဲ့နီးပြူဟာတွေဖြစ်တဲ့ cluster ဘုံလက်နက်ငယ်အများအပြားပါတဲ့ဘုံသီးတွေနဲ့တိုက်ခိုက်မှုတွေကိုအသုံးပြနေကြပါတယ်။ဒါတွေကိုတားဆီးဖို့ခက်ခဲပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုကအခြေခံအဆောက်အုံကို ပြက်စီးစေရုံသာမကပဲကာကွယ်ရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့တွေးခေါ်ပုံမှာပုံနဲ့ဆိုင်တဲ့အားနည်းချက်ကိုဖော်ထုတ်ပြသခဲ့ပါတယ်။စီရေးချွမ်းကျင်သူအချို့ကနီးပညာအစင်းမြင့်ပေါ်မှာလွန်ကဲစွာ မိခိုးတာဟာပြဿနာတစ်ခုဖြစ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ Iron Dome လို့စနစ်တွေဟာ မြန်ဆန်ပြီးခံမှန်းရလွယ်တဲ့ချင်းချောက်မှုတွေအတွက်တိစောက်ထားတာဖြစ်လို့တန်ဖိုးနဲ့ cluster munition တွေကိုမတန်ပြန်နိုင်ခဲ့ပါဘူး။ဒုံးကျည်တွေဟာလေထဲမှာကွဲထွက်ပြီးနေရာအနှံ့ကြောက်ကြက်ဖြစ်စေခဲ့ပါတယ်။နောက်ထပ်စင်ကုန်မှုတစ်ခုကတော့စစ်ပွဲရဲ့ကုန်ကျစရိတ်ပဲဖြစ်ပါတယ်။ဒီနေ့ခေတ်မှာစစ်ပွဲမှာပြည်မှတ်တစ်ခုကိုကာကွယ်ဖို့ကုန်ကျစရိတ်ဟာတိုက်ခိုက်ဖို့ကုန်ကျစရိတ်ထက်စည်စားလောက်ပိုများနိုင်ပါတယ်။ဥပမာအစ္စရေးရဲ့ဒေးဗစ်စလင်းလိုဂျားဖြတ်ဒုံးကျည်တစ်ခုရဲ့ကုန်ကျစရိတ်ဟာဒေါ်လာတစ်သန်းကျော်ရှိနိုင်ပေမဲ့ အီရန်ရဲ့ရိုးရိုးဒုံးကျည်တစင်းကတော့ဒေါ်လာ2000အောက်ပဲကုန်ကျနိုင်ပါတယ်။ဒီလိုကုန်ကျစရိတ်မများတတ်မှုကိုစည်ရေးပညာရှင်တွေက cost exhaustion ကုန်ကျစရိတ်ကြောင့်ကုန်ခန်းသွားခြင်းလို့ခေါ်ဆိုကြပါတယ်။ဆိုလိုတာကတော့တိုက်ခိုက်သူကဈေးသက်သာတဲ့လက်နက်တွေအများကြီးနဲ့ကာကွယ်သူရဲ့ဈေးကြီးတဲ့လက်နက်တွေကိုကုန်ခန်းအောင် လုပ်နိုင်တာပဲဖြစ်ပါတယ်။ဒီအချက်ကစစ်ဘက်ခေါင်းဆောင်တွေနဲ့နိုင်ငံရေးသမားတွေကိုမေးခွန်းထုတ်စေပါတယ်။အလွေတကူကြော်လွားခံရနိုင်တဲ့ဤပညာမြင့်စနစ်တွေအတွက်ဘီလီယံနဲ့ချီပြီးဆက်သုံးဆွဲတင်သလား ဒါမှမဟုတ်ကာကွယ်ရေးနှီးပြူဟာတွေကိုပြောင်းလဲဖို့လိုအပ်နေပြီလားကာကွယ်ရေးကျွမ်းကျင်သူအများစုကတော့နှီးပညာမြင့်စနစ်တွေကိုပုံမစမှတ်ကြတဲ့နှီးပြူဟာတွေနဲ့ပေါင်းဆက်ဖို့လိုအပ်တယ်လို့အကြံပြုထားပါတယ်လက်ရှိအခြေအနေမှာတော့အရှိအလေပိုင်းမှာတင်းမာမှုတွေမြင့်တက်လာနေပေမဲ့အထက်အင်အားကြီးနိုင်ငံတွေကတော့ရှင်းရှင်းလင်းလင်းခေါင်းဆောင်မှု မပေးနိုင်သေးပါဘူးသူတို့ဟာကြီးညာချက်တွေပဲထုတ်ပြန်နေပြီးတိကျတဲ့အရေးယူဆောင်ရွက်မှုမလုပ်သေးပါဘူးအမေရိကန်ကအစ္စရေးကိုစီးရီးအကူအညီတွေဆက်ပေးနေပေမဲ့ ညှိနှိုင်းဆောင်ရွက်ထားတဲ့တန်တမာရေးတွန်းအားပေးမှုမျိုးမရှိပါဘူးဝေဖန်သူတွေကဒါဟာယခင်ထရမ့်အစိုးရလက်ထက်ကအားနည်းတဲ့နိုင်ငံခြားရေးမူဝါဒတွေကြောင့်ဖြစ်တယ်လို့ထောက်ပြကြပါတယ်တကယ်နီးပြူဟာလိုအပ်တဲ့အချိန်မှာအမေရိကန်ရဲ့တုံ့ပြန်မှုကအားနည်းနေတာကိုတွေ့ရပါတယ်ဒီလိုမျိုးကောင်းဆောင်မှုကင်းမဲ့တဲ့ကွက်လက်ကိုမြင်တဲ့အခါမဟာမိတ်တွေဟာဘာဆက်လုပ်ရမယ်မှမသိပဲမရေရာမှုတွေနဲ့ရင်ဆိုင်ရပြီးပြန်ဘက်တွေကတော့ပိုပြီးရန်လိုလာကြပါတယ်ဒီအခွင့်အရေးကိုမြင်ရတဲ့ရုရှားက ငြိမ်းချမ်းရေးဖန်တီးသူအဖြစ်ရှေ့တန်းကိုဝင်ရောက်လာခဲ့ပါတယ်။မော်စကိုဟာပဋိပက္ခကိုထိန်းချုပ်ဖို့လူသိရှင်ကြားတောင်းဆိုခဲ့ပြီးဂျာဝင်ပြန်ပြေးရေးလုပ်ငန်းစဉ်အသစ်တစ်ခုကိုလည်းအဆိုပြုခဲ့ပါတယ်။ဒါပေမဲ့ကျွမ်းကျင်သူတွေကတော့ဒါဟာစစ်ပွဲကိုရပ်တန့်ဖို့ထက်ရုရှားရဲ့ဩဇာလွှမ်းမိုးမှုကိုချဲ့ထွင်ဖို့ပုံများတယ်လို့တတိပေးနေပါတယ်။ American တွန်းဆုံနေတဲ့အခါရုရှားကမုံတိုင်းကိုညင်သက်စေဖို့မဟုတ်ပဲအခြေအနေကိုပြန်လည်ပုံဖော်ဖို့ရောက်လာတာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲ ဥရောပသမဂ္ဂ EU ဟာလည်းကွဲပြားနေပါတယ်။ပြင်သစ်နဲ့စပိန်လိုအချို့နိုင်ငံတွေကစစ်ပွဲကြာရှည်ရင်စွမ်းအင် ပြက်လက်မှုတွေနဲ့ဒုက္ခသည်စီးဆင်းမှုတွေပုံများလာနိုင်တယ်လို့ဆိုရင်ပြီးအပြစ်ခက်ရက်စဲရေးကိုထောက်ခံကြပါတယ်။ဒါပေမဲ့ဟန်ဂေရီနဲ့ပိုလန်လိုတခြားနိုင်ငံတွေကတော့တတိထားနေပြီးထိခိုက်လွယ်တဲ့တရမန်ဆက်ဆံရေးကိုထိခိုက်စေနိုင်တဲ့ခိုင်မာတဲ့ရည်တည်ချက်တွေကိုရှောင်ရှားနေပါတယ်။ EU ရဲ့စည်းလုံးမှုမရှိခြင်းကမြေပြင်ပေါ်ကဖြစ်ရက်တွေကိုဩဇာတက်ရောက်ဖို့သူ့ရဲ့စွမ်းရည်ကိုအားနည်းစေပါတယ်။ တရုတ်ကတော့အခုချိန်မှာဘာမှထုတ်ဖော်ပြောဆိုတာမရှိဘဲတိတ်ဆိတ်နေပါတယ်။ဒါပေမဲ့ကျွမ်းကျင်သူတွေကတော့တရုတ်ဟာအခြေအနေကိုတေချာစောင့်ကြည့်နေတယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့အရှိအလေဘိုင်းမှာပြဿနာဖြစ်ရင်တရုတ်နိုင်ငံကစက်ရုံတွေအတွက်လိုအပ်တဲ့ electronic ပစ္စည်းလမ်းကြောင်းတွေထိခိုက်နိုင်လို့ပါ။ဒါအပြင်တရုတ်ဟာနည်းပညာနဲ့ cyber ကရိယာတွေကနေတဆင့်အီရန်ကိုကူညီနိုင်ခြင်းရှိတယ်လို့တောင်တချို့ကတန်တရားဝင်နေကြပါတယ်။အရှိအလေဘိုင်းမှာတော့ Saudi Arabia ဂျော်ဒန်နဲ့အီဂျစ်လိုနိုင်ငံတွေဟာစိတ်မချမ်းမသာဖြစ်နေကြပြီးစိုးရိမ်နေကြပါတယ်။သူတို့စိုးရိမ်တာကအီရန်ရဲ့ဒုံးကျည်နည်းပြဟာအစ်စ်တွေဟာတခြားအဖွဲ့တွေကိုပါလိုက်လုခြင်းစိတ်ပေါ်လာနိုင်စေလို့ပါပဲ။ဒီလိုဖြစ်လာရင်ပရိပကတ်ဟာနိုင်ငံတွေကြားဂွင်းဆက် တုံ့ပြန်မှုဖြစ်ပြီးအားလုံးပါဝင်ပတ်သက်သွားနိုင်ပါတယ်။အခုချိန်ထိအ धिक အင်အားကြီးနိုင်ငံတွေဘယ်သူမှဒီပြဿနာကိုရပ်တန့်ဖို့တိတိကျကျလှုံ့ဆော်တာမရှိပါဘူး။ခေါင်းဆောင်မှုမရှိတဲ့တိတ်ဆိတ်မှုကအရန်ကိုအန္တရာယ်များပါတယ်။ဘာကြောင့်လဲဆိုတော့ ဒေတာရဲ့ငြိမ်သက်မှုဟာကျိုးတချောင်းပေါ်မှာချိတ်ထားတယ်လို့မတိမငြိမ်ဖြစ်နေလို့ပါပဲကျွန်တော်တို့မြင်ခဲ့ရတဲ့အတိုင်းပဲခစ်တစ်ကာကွယ်ရေးစနစ်တွေဟာဘယ်လောက်ပဲအစွမ်းထက်တယ်ပြောပြောပြပြစုံတာတော့မဟုတ်ပါဘူးတံပိုးနေပြီးခံမှန်းရခက်တဲ့လက်နက်တွေကအစစ်အမြင့်ဆုံးဒိုင်းငါတွေကိုတောင်ထိုးပေါက်နိုင်တာကိုပြသခဲ့ပါတယ်ဒါဟာအစ္စရေးအတွက်တင်မကပဲနီးပညာမြင့်လုံခြုံရေးကိုအားကိုးနေတဲ့နိုင်ငံတိုင်းအတွက်သင်ခန်းစာတစ်ခုပါပဲအခုအရေးကြီးတဲ့မေကွန်းကခွန်အားဘလောက်ရှိလဲဆိုတာထက် ပြောင်းလဲတဲ့အခြေအနေကိုဘယ်လောက်လိုက်ရောညီထွေဖြစ်အောင် လုပ်နိုင်မလဲဆိုတာပါပဲ။ရိုးရာကာကွယ်ရေးနီးလန်းတွေအလုံးမလုံးတော့တဲ့အခါနိုင်ငံတွေအနေနဲ့နီးပြူဟာကိုအခြေမီပြောင်းလဲနိုင်မလား။ဈေးသက်တာတဲ့လက်နက်တွေကဈေးကြီးတဲ့ကာကွယ်ရေးစနစ်တွေကိုကျော်ဖြတ်နိုင်တဲ့ခက်တစ်ကိုကျွန်တော်တို့ရောက်နေပါပြီ။ဒါဟာနီးပညာအကြောင်းတင်မဟုတ်ပဲဘယ်လိုစဉ်းစားသလဲဆိုတဲ့စိတ်တဘောဓာအကြောင်းလေးဖြစ်ပါတယ်။ American White House ကအားနည်းချက်ကိုပြနေရင်ရန်သူတွေကိုမှားယွင်းတဲ့အချက်ပြမှုဖြစ်စေပါတယ်။ အမေရိကန်ရဲ့ချင်းချောင်းနိုင်စွမ်းကြဆင်းသွားတဲ့အခါကမ္ဘာတစ်ခုလုံးမှာတက်ရောက်မှုရှိပါတယ်။ဒါကြောင့်တကယ်စမ်းသပ်မှုကဘာတွေတိဆောက်မလဲဆိုတာမဟုတ်ပဲတိဆောက်ထားတဲ့အရာတွေမလုံလောက်တဲ့အခါဘယ်လိုတုံ့ပြန်မလဲဆိုတာပဲဖြစ်ပါတယ်။လီလာသုံးသက်ချက်တွေအရကျွန်တော်တို့ဟာစစ်ပွဲရဲ့အတိတ်ပဲဖွင့်ဆိုချက်တွေပြောင်းလဲနေတဲ့ခေတ်တစ်ခုကိုရောက်နေပြီဆိုတာရှင်းရှင်းလင်းလင်းမြင်သာစေပါတယ်။ဤပညာအစင်းမြင့်ကာကွယ်ရေးစနစ်တွေဟာအံ့ဩစရာကောင်းပေမဲ့ပြည့်ပြည့်စုံမှုမရှိတော့ပါဘူး။ အီရန်ရဲ့ cluster munition တိုက်ခိုက်မှုတွေဟာတံပိုးနေပြီးထိရောက်တဲ့လက်နက်တွေကဈေးကြီးတဲ့စနစ်တွေကိုဘယ်လိုကျော်လွှားနိုင်လဲဆိုတာကိုလက်တွေ့ပြသခဲ့ပြီး cost exhaustion ကုန်ကျစရိတ်ကုန်ခန်းမှုဆိုတဲ့စစ်ဘီဟာအစ်တတစ်ခုကိုဖော်ထုတ်ပြခဲ့ပါတယ်။ဒါ့အပြင်နိုင်ငံတကာအတိုင်းဝိုင်းဟာလည်းရှင်းရှင်းလင်းလင်းခေါင်းဆောင်မှုကင်းမဲ့နေပြီး American ရဲ့တွန့်ဆမှုရုရှားရဲ့ဩဇာချစ်ထွင်မှုနဲ့ဥရောပသမဂ္ဂရဲ့စီးလုံးမှုမရှိခြင်းတို့ဟာဒေတာတွင်တည်ငြိမ်မှုကိုပိုပြီးမရေမရာဖြစ်စေပါတယ်။ဒါဆိုရင်အဓိကမေးခွန်းက ပါလေအခုချိန်မှာစစ်ပွဲရဲ့အဆုံးအဖြတ်ဟာလက်နက်တွေရဲ့စွမ်းအားပေါ်မှာမူတည်တာထက်နိုင်ငံတွေရဲ့လက်ရောညီထွေဖြစ်အောင်လုပ်နိုင်တဲ့စွမ်းရည်နဲ့မှန်ကန်တဲ့စိတ်တော်ဓာတ်အပေါ်မှာပို့ပြီးမူတည်နေပါတယ်ခေနောက်ကြနေတဲ့စည်ရင်းနီးပြူဟာတွေနဲ့ကောင်းဆောင်မှု ပုံစံတွေကဒီစိန်ခေါ်မှုအတစ်ကိုရင်ဆိုင်နိုင်မှာလားဒါမှမဟုတ်အရင်နောက်ကြမှပြောင်းလဲကြမလားအဖြေကိုစောင့်ကြည့်ရအောင်ပါ